ိမ်ကွင်းမှာဆိုအနေဆုံးနှုတ်ကိုပြက်ကန်နိုင်စွမ်းရှိတဲ့ဗီလာဒုက္ခဆိုကြာသာပရိနိညယူရိုဝါလီပွဲစဉ်၄ပွဲကြိုသုံးသက်ချက်များမင်္ဂလာပါပလေးမေကာဂျာနယ်ကနေကြိုဆိုပါရစေဂိမ်းမြင်ရအောင်နားဆင်သူညီကိုတွေလည်းမင်္ဂလာပါဒီကနေ့မှာတော့ကြာသာပရိနိညအတွက်ယူရိုဝါလီပွဲစဉ်ပွဲကြိုသုံးသက်ချက်တွေရှိပါတယ်ကလောင်ရှင်ဒုက္ခဆိုရဲ့သုံးသက်ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါတယ်ပထမအဆုံးပွဲစဉ်ကဘေဆယ်နဲ့စတူအာဘူခရက်ည7:15ပါဘေဆယ်ရောစတူအာဘူခရက်ပါ သုံးမှတ်စီသာရထားကြပါတယ်။ဒါပေမဲ့ဘေဆယ်ကယူရိုပါလီကတဝဲတဲ့သောအိမ်ကွဲမှာစတုဂတ်လိုအသင်းကိုနိုင်ထားခဲ့ပါတယ်။စတူအဘူခရက်ကတော့အဝေးဝင်းဆိုရင်ပြည်ရင်းမှာလည်းတည်ငြိမ်မှုမရှိပါဘူး။ဒါကြောင့်အင်ရှင်ရဲ့အရေးအောက်ကိုခိုလုံရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဒုတိယမြောက်ပွဲစဉ်ကတော့ဇေဗဒါနဲ့လိုင်လီည7:15ပါဇဗရာကတမတ်တာရာသေးပေမဲ့သူတို့ရှုံးခဲ့တဲ့နှစ်ပွဲစလုံးဟာအဝေးဝင်းမှာဖြစ်ပါတယ်။အဲဒီ Slavia Club ဟာဒီရာဒီအိမ်ကွင်းဆက်တဲ့ပွဲမှာတော့ရှုံးပွဲတစ်ပွဲသာရှိပါသေးတယ်။ ခြောက်မှတ်တာရထားပေမဲ့လိုင်လီကလည်းအဝေးဝင်းမှာနိုင်လိုက်ရှုံးလိုက်နေပါဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအင်ရှင်ကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလိုသုံးသပ်ထားတာဖြစ်ပါတယ်ဒိုင်နမိုဇာဂရက်စ်နဲ့ဆက်တာဗီကို92.55ဒိုင်နမိုဇာဂရက်ဟာယူရိုပါလိမှာရှုံးပွဲမရှိသေးသလိုခုနှစ်မှတ်နဲ့အဆင့်၄နေရာကိုရပ်တည်နေပါတယ်ဆက်တာကလည်း၃ပွဲမှာ၂ပွဲနိုင်ခဲ့လို့ခြောက်မှတ်ရထားပါတယ်ရလပိုင်းတောက်လျှောက်တည်ငြိမ်နေတဲ့ဆက်တာဟာအဝေးဝင်းမှာနောက်ဆုံး၃ပွဲဆက်လည်းနိုင်ထားပါတယ် ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာနိုင်မနိုင်သာကြည့်ရမယ်ဧည့်သည်ပြည်သက်လို့ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။မန်မွန်နဲ့ဖာနာတီနာကိုစ်ည7:00နာရီ15ယူရိုပါလိမှာတမတ်တာရသေးတဲ့မန်မွန်ဟာပြည်တွင်းမှာလည်းရုန်းကန်နေရပါတယ်။ပြိုင်ပွဲအရရအိမ်ကွင်း9ပွဲမှာဆိုရင်မန်မွန်နိုင်ပွဲတစ်ပွဲသာရခဲ့ပါတယ်။သုံးမှတ်ပဲရသေးပေမဲ့ဖာနာတီနာကိုစ်ကတော့ဒီရသည်ယူရိုပါလိမှာ၃ပွဲစလုံးဂိုးသွင်းနိုင်ခဲ့ပါတယ်။ဒါကြောင့်ဧည့်သည်ကိုအပင်းရင်နဲ့ပြောရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။မစ်ဂျဲလန်နဲ့ဆဲလ်တစ်ည7:00နာရီ15 ရာနှုန်းပြည့်အနိုင်ကြောင့်မစ်ဂျဲလန်ဟာယူရိုပါလိအမှတ်ပေးစရာမှာထိတ်ဆုံးကဥဆောင်နေပါတယ်။အဲ့ဒီဒိမက်ကလပ်ဟာနောက်ဆုံးအင်ဂွင်း၉ပွဲစလုံးမှာလဲရှစ်ပွဲနိုင်ထားခဲ့ပါတယ်။လေးမှတ်သာရထားတဲ့ဆဲတစ်ကတော့ပြည်တွင်းမှာလဲအဝေးဝင်းရှုံးပွဲဆက်နေပါတယ်။ဒါကြောင့်မစ်ဂျဲလန်ရဲ့ရာနှုန်းပြည့်အနိုင်ရပ်တန့်မှုမရှိတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ Nice နဲ့ Freiburg ည7:00နာရီ15ပါ။ Nice ဟာဒီရာသီယူရိုပါလိမှာအမှတ်မရသေးတဲ့၄သင်းတွေကတသင်းပါ။ချုံးပွဲမရှိသေးတဲ့ Freiburg ကတော့၃ပွဲမှာ ခုနှစ်မှတ်စုဆောင်နိုင်ခဲ့လို့ယူရိုပါလိမှာအဆင့်6နေရာရပ်တည်နေပါတယ်။ဒါပြင် Freiburg ဟာပြင်သစ်အသင်းအနေနဲ့တွဲဆုံပူးတဲ့၄ဝဲစလုံးမှာလည်းမရှုံးခဲ့ပဲ၃ဝဲနိုင်ထားခဲ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအနိုင်ဆုံးအရှုံးမရှိနိုင်တဲ့ဧည့်သည်ပြည့်သက်လို့ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ Serbia နဲ့ Gohat Eagles ည7:00နာရီ15တမတ်မှမရသေးတဲ့ Serbia အတွက်မဖြစ်မနေအမှတ်ရယူရမယ်ပွဲဖြစ်နေပါတယ်။လက်ရှိချိန်မှာလည်း Serbia ဟာနိုင်ပွဲပြန်ဆက်လာပါတယ်။ ဘိုးဟက် Eagles ကတော့6မှတ်ရထားပေမဲ့အဝေးဝင်ခြေစွမ်းမတည်ငြိမ်သလိုနောက်ဆုံးအဝေးဝင်၄ပွဲမှာလည်း၃ပွဲရှုံးထားခဲ့ပါတယ်။ဒါကြောင့်ဆဲဘက်ရဲ့ပထမအဦးဆုံးနိုင်ပွဲကိုစမြင်ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Strangrass နဲ့ Nottingham ည7:15၃မှတ်သာရသေးတဲ့ Strangrass ဟာပြိုင်ပွဲဆုံးနောက်ဆုံး၄ပွဲမှာလည်း၃ပွဲရှုံးထားပါတယ်။ Nottingham ကတော့နီးပြဒိုက်ချီလက်ထက်ရလာပိုင်းအနည်းငယ်တိုးတက်လာပါတယ်။ဒါ့အပြင် Nottingham ဟာဒီရာသီယူရိုပါလိကသူတို့ရဲ့တပွဲတည်းသောအဝေးဝင်မှာလည်းဘက်တစ်ကိုတော့နိုင်မလို့ဖြစ်ခဲ့ပါသေးတယ်။ ကြောင့်နော်တဟန်အမှတ်ပြ United ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Ultras နဲ့ Porto ည7:15 Europa League မှာအမှတ်ဘဲဦးမကွဲသေးတဲ့ Ultras ဟာပြည်တွင်းမှာလည်းရုန်းကန်နေရပါတယ်။အဲဒီ Netherlands Club ဟာတိုင်ပွဲစုံနောက်ဆုံး6ပွဲမှာဆိုရင်၄ပွဲရှုံးထားပါတယ်။ Portugal League မှာဥဆောင်နေတဲ့ Porto ကတော့ဒီရာသီ Europa League ၃ပွဲမှာလည်း2ပွဲနိုင်ထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဧည့်သည်ပေးတဲ့လောက်အောင်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ ဗီလာနဲ့မကာဗီတဲအဗစ်ည2နာရီ30ယူရိုဘာလီ3ပွဲမှာ2ပွဲနိုင်ထားတဲ့ဗီလာဟာအင်ကွဲမှာလည်းနောက်ဆုံး4ပွဲဆက်နိုင်ထားပါတယ်။တမတ်သာရသေးတဲ့မကာဗီတဲအဗစ်ကတော့အိမ်ဖြစ်အဆင့်သာဖြစ်နေပါတယ်။ဒါ့အပြင်အဲ့ဒီအစ္စရေးကလပ်ဟာအင်ကွင်းပွဲတွေမှာတော့မဂျယ်လန်နဲ့ဒိုင်နမိုဇာဂရက်တို့လိုအသင်းတွေကို၃ဂိုးစီပေးရပြီးရှုံးထားခဲ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအိမ်ကွင်းဖြစ်တဲ့ဗီလာအနေနဲ့အနေဆုံး2ဂိုးပြတ်ကနေကြည့်ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဘတ်တင်နဲ့လိုင်ယွန်ည2နာရီ30 ဒီရာသီယူရိုပါလိမှာဘက်တစ်ကရှုံးပွဲမရှိသေးသလိုလိုင်ယွန်ကလည်းယာနုံးပြင်နိုင်ထားပါတယ်။နိုင်ပွဲပြန်ဆက်လာတဲ့ဘက်တစ်ဟာဒီရာသီအိမ်ဝင်ပွဲတိုင်းနှိပါမှာဂိုးသွင်းထားနိုင်ခဲ့ပါတယ်။လိုင်ယွန်ကလည်းဒီရာသီအဝေးဝင်ခွနပွဲမှာ6ပွဲဂိုးသွင်းထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာနှစ်ဖက်သွင်းကိုအပြန်အလှန်နဲ့ဂိုးအများကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဘိုလော့နာနဲ့ဘရန်စ်ည2:30ခုနောက်ပိုင်းရလက်တည်ငိမ့်နေတဲ့ဘိုလော့နာဟာယူရိုပါလိမှာအပွင့်မလာခဲ့ပေမဲ့အဲဒီကနောက်ဆုံးနှစ်ပွဲမှာ၄မှတ်ယူထားနိုင်ပါတယ်။ ဘိုလိုနာဟာဒီယာဒီအိမ်ငွေ9ဝဲစလုံးမှာတော့မရှုံးခဲ့ပဲ၃ဝဲအထိနိုင်ထားပါတယ်။ Brands ကတော့6မှတ်ရထားပေမဲ့လက်ရှိချိန်မှာလဲရှုံးဝဲဆက်နေသလိုနောက်ဆုံးအဝေးကွင်း4ဝဲမှာလဲ၃ဝဲရှုံးထားပါတယ်။ဒါကြောင့်အင်ရှင်ရဲ့အရေးအောက်ကိုခိုလုံရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Braga နဲ့ Genk ည2:30ရာဂါဟာဒီယာဒီယူရိုပါလိမှာယာနုံးပြေနိုင်ထားတဲ့၃သင်းနဲ့က၁သင်းပါအဲဒီပေါ်တူဂီကလပ်ဟာနောက်ဆုံးအိမ်ဝင်း၄ဝဲမှာလေ၃ဝဲနိုင်ထားခဲ့ပါတယ် Jan ကတော့၄မှတ်ရပါမယ်။ဒီအားဒီ Europa League မှာတကိုးပဲတွင်းထားနိုင်ပါသေးတယ်။ဒါကြောင့် Braga ရန်နှုန်းပြီးအနိုင်ကိုဆက်လက်ထိန်းထားနိုင်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Foreign Barros နဲ့ Ludogorets ညနှစ်နာရီ30ရှုံးမဲမရှိသေးပဲ၃မဲမှာ9မဲရခဲ့လို့ Faran Barros ဟာ Europa League အမှတ်ပေးစရာမှာ16တင်းအဆင့်ကိုတိုက်ရိုက်တက်နိုင်မဲ့ထိတ်ဆုံး၈တင်းစင်းရဲနဲ့မှာရပ်တည်နေပါတယ်။နောက်ဆုံး၄မဲမှာ၃မဲနိုင်ထားခဲ့တဲ့ Faran Barros ရဲ့လက်ရှိခြေစွမ်းဟာတည်ငြိမ်နေပါတယ်။ သုံးမှတ်သားရသေးတဲ့လူဒိုဂိုဂရက်ကတော့တပွဲတည်းသောယူရိုပါလိအဝေးကွင်းမှာလဲရှုံးထားပါတယ်။ဒါကြောင့်အင်ရှင်ရဲ့အရေးအောက်ကိုခိုလုံသင့်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ PAO case နဲ့ရန်ဘွိုင်းည2:30လေးမှတ်ပေးရသေးလို့ပုံယုံရမယ် PAOK အောင်ပြိုင်ပွဲစုံ6ပွဲဆက်အနိုင်နဲ့အတူအကောင်းဆုံးပုံစံရရှိနေပါ रे နီးပြအပြောင်းလဲနဲ့ရန်ပွိုင်းကတော့6မှတ်ရထားပါ रे ဒါပေမဲ့အဲဒီ Switzerland Club ဟာအဝေးဝင်ခံစစ်အားနဲ့လို့ Green မြေမှာပုံစံကောင်းရရှိဖို့အင်ရှင်ကိုထိန်းနိုင်မယ်လို့တော့မထင်ပါဘူး ဒါကြောင့် POK အနေနဲ့အမှတ်ပြယူနိုင်မဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဖယ်ဇန်နဲ့ဖီနာဘာချီည2နာရီ30ခုနှစ်မှတ်ရထားတဲ့ခတ်မှမှာဖယ်ဇန်ဟာယူရိုဘာလိအမှတ်ပေးစရာမှာအဆင့်9နေရာမှာရပ်တည်နေနိုင်ပါတယ်။6မှတ်ရထားတဲ့ဖီနာဘာချီကလည်းလက်ရှိချိန်မှာဖယ်ဇန်လိုပဲနိုင်ပွဲဆက်နေပါတယ်။ပုံစံကောင်းရနေတဲ့နှစ်သင်းရဲ့တွဲဆုံမှုဆိုတော့အကျိတ်နဲ့ဆန်းမှသေးကြပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာတည်ရချနိုင်မှုများတဲ့အတွက်အင်ရှင်ကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ Rangers နဲ့ Roma ည2:30မိပြအပြောင်းလဲတွေနဲ့ Rangers ဟာ Europa League မှာအမှတ်ပေးစရာအောက်ခြေရောက်နေတဲ့အသင်းပါ Roma ကလည်း၃မှတ်သာရထားသေးတယ်လို့ယုံရမယ့်အခြေအနေဖြစ်နေပါတယ် Roma ဟာဒီအားဒီအဝေးဝင်6ပွဲမှာတော့9ပွဲနိုင်ထားခဲ့ပါတယ်ဒါကြောင့်ဧည့်သည်ပြိတ်သက်လောက်ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ် Stuttgart နဲ့ Fiorentina ည2:30၃မှတ်စီသာရထားသေးလို့ Stuttgart ရော Fiorentina အတွက်ပါအစွမ်းကုန်ကြိုးစားရမယ့်အခြေအနေဖြစ်နေပါတယ် Stuttgart ကတော့ဒီအားဒီအဝေးဝင်9ပွဲစလုံးကိုနိုင်ထားပါတယ် Fiorentina ကလည်း လက်ရှိမှာအဝေးဝင်းနိုင်ပွဲဆက်နေပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအများကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Playmaker ဂျာနယ်နားဆင်သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်လျက်ရှိပါတယ်။ဂိမ်းပညာညီကိုရီလည်းကျေးဇူးတင်ပါတယ်။နောက်ဆုံးရပွဲကျူသုံးသပ်ချက်တွေနဲ့သတင်းချက်လက်တွေကိုသိရှိဖို့အတွက်လည်းကျွန်တော်တို့ Playmaker ရဲ့ Telegram Channel မှာလာရောက်ကြိုတင်ဖတ်ရှုလို့လည်းရပါတယ်။ညီကိုရီအနေနဲ့ကျွန်တော်ရဲ့သုံးသပ်ချက်တွေအပေါ်မှာလည်းညီကိုရီရဲ့သုံးသပ်ချက်တွေကိုဘယ်လိုရှိလဲဆိုတာ comment မှာဝင်ရောက်သုံးသပ်သွားလို့လည်းရပါတယ်။နားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ရှိပါတယ်။ ျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်